ငလင်ကြောင့်အိုးဘိုအကျဉ်းတော်အတွင်းမှာကိုဝင်ဆောင်တွေအပါအဝင်နိုင်ငံရေးအကျဉ်းသူအကျဉ်းသား၄၀ကျော်တေဆုံးခဲ့ရကြောင်းသိရပါဗျ။ဝေဝေသတင်းပေးပို့ထားတာပါရှင်။မက်လာ၂၈ရက်နေ့မှာလုခတ်ခဲ့တဲ့အင်အားပြင်းငလင်မှာမန္တလေးအိုးဘိုအကျဉ်းတော်အတွင်းအဆောက်အဦတွေပြိုကျားခဲ့ရာကြောင်းကိုဝင်ဆောင်မျိုးသမီးတွေပါအဝင် နိုင်ငံရေးအကျဉ်းသူအကျဉ်းသား၄၁ယောက်တေဆုံးခဲ့ရာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ ငလင်းလုတ်ခတ်ချိန်ကအချင်းတောင်တွေမှာတန်းပိတ်ချိန်ဖြစ်တာကြောင့်လူသေဆုံးမှုတွေပုံမှန်များပြခဲ့တာဖြစ်တယ်လို့ PBNM ကဖော်ပြထားပါတယ်။ဥပုထောင်တွင်နိုင်ငံရေးကျင်းသူကျင်းသားများပါဝင်အချင်းသူအချင်းသား63ယောက်ထပ်မံတည်ဆုံခဲ့ရပြီးကိုဝင်ဆောင်2ယောက်လည်းပါဝင်ကြောင်းကို PBNM ရဲ့ပြန်ကြားရေးတာဝန်ခံက TVB ကိုတီးပြူပြောပါတယ်။အိုးဟိုထောင်အတွင်းမှာဒီငလျင်ကြောင့်မလို့ပေါ့နော်တိတ်ဆုံးခဲ့ရတာကတော့ဒီ နိုင်ငံအကျဉ်းသားအကျဉ်းသူစုစုပေါင်း42ဦးရှိပါတယ်။အာဒီတခြားအကျဉ်းသားအကျဉ်းသူတွေရောပါဝင်မယ်ဆိုလို့ရှိရင်တော့အလုံးပေါင်း63အနည်းဆုံးလောက်ရှိပါတယ်။ဒီအကျဉ်းထောင်တွေကတမ်းပိတ်ချိန်မှာဒီငလျင်ရလှုပ်ခတ်သွားတာဖြစ်တော့ပေါ့နော်။ဒီလူတီဆုံးမှုကပုံမှုများပြားခဲ့တာဖြစ်တယ်။အဲတီဆုံးသွားတဲ့ကိုဝင်ဆောင်မျိုးသမီး2ဦးမှာတဦးကတော့လုံခြုံရေးရကျွန်တော်တို့ထုတ်ပြန်လို့မရဘူးပေါ့နော်။နောက်တစ်ယောက်ကတော့မနှွင်နီဝင်းပဲဖြစ်ပါတယ်။မနှွင်နီဝင်းကကြတော့အဲ့ဒီငလျင်တန်းကြောင်မဲ့ပေါ့နော်။ကလေးကဒီ အသက်မရှူတော့ဘူးပေါ့နော်အဲ့ဒါကိုဒီအပြင်စင်းရုံမပို့ဘဲနဲ့အချိန်ကြီးများစွာကြာနေခဲ့တယ်ပေါ့နော်အဲ့ဒီခါမှာအပြင်စင်းရုံပို့တဲ့ခါမှာကလေးကအသက်မရှိတော့ဘူးဖြစ်သွားတယ်ပေါ့နော်ကိုဝင်ရပေါ့နော်ပိုးဝင်နေတဲ့အတွက်ကြောင့်မလို့ဒီမိခင်ဖြစ်တဲ့မနှွေနေဝင်မှာသိဆုံးခဲ့ရခြင်းဖြစ်ပါတယ်ငလင်းမှာသိဆုံးခဲ့ရတဲ့နိုင်ငံရေးကျင်းသူမနှွေနေဝင်ကထောင်ချတော့မှာကိုဝင်၃လရှိနေပြီငလင်းကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့ရအရေးပေါ်စေကူတာခွင့်မရရှိပဲငလင်းရဲ့ပြီး၁၉ရက်မြောက်တဲ့နေ့ဧပြီလ၁၄ရက်မှာမှာ ထောက်ပြပစေယုံကိုပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ငလင်ကြောင့်အမျိုးသားအိတ်ဆောင်အမျိုးသားအလုပ်ယုံအမျိုးသမီးအိတ်ဆောင်နဲ့အမျိုးသမီးစေယုံဆောင်တချို့ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်းသိရပါတယ်။ငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူနိုင်ငံရေးကျင်းသူကျင်းသား140ကျော်ရှိနေပြီးကိုလိုင်းအင်အားဆုံးရှုံးခဲ့ရတဲ့နိုင်ငံရေးကျင်းသူကျင်းသားအနည်းဆုံး၄ယောက်ရှိကြောင်းကို PPNN ကအတည်ပြုထားပါတယ်။ ဒီကတော့ဒီအုပ်ဖို့အချင်းဆောင်မှာပေါ့နော်ကိုဝင်တဲ့အမျိုးသမီးနိုင်ငံအပါဝင်အမျိုးသမီးနိုင်ငံချင်းတို့တွေက၄00ကျော်လောက်ရှိရယ်ပေါ့နော်အဲ့ဒီနိုင်ငံရေးကျင်းလူကျင်းသားတွေအထဲမှာပေါ့နော်အသက်တွေသတိခံနေရတာဒါဒီစစ်ကောင်စီရဲ့ဒီအချင်းဦးစီးဝင်လန်းနေရတဲ့တင်းမောင်ရှောက်မှုတွေမိသားစုနဲ့ပေးမတွေ့တာတွေအလုံးလုံးလုံးတဲ့စေဝါကုသခွင့်တွေမရရှိတာတွေကြောင့် မတည်သိမဲနဲ့ပြည်သူတွေကဒါဆိုအချင်းဆောင်တွေထဲမှာတည်ဆုံနေရတာဖြစ်ပါလေရှင်ဟုတ်။ထောင်ထဲမှာအဲ့တို့တချောင်းတော့ကိုင်မှန်ကွေးမရှိတဲ့နိုင်ငံရေးကျင်းသူကျင်းသားတွေပေါ်မှာလူအခွင့်အရေးပေါ်ပေါ်တင်ရှုပ်ဖောက်နေတာဖြစ်တယ်။ဒါသည်ပြည်သူပြည်သူတွေပေါ်မှာဒါရွေကျက်စည်းကြီးနဲ့တက်ဖြတ်နေတာဖြစ်ပါလေရှင်ဟုတ်။တနိုင်ငံလုံးကအချင်းဆောင်40ကျော်မှာနိုင်ငံရေးကျင်းသူကျင်းသား2000ကျော်ကျန်ရှိနေပြီးနိုင်ငံရေးကျင်းသူမျိုးသမီး9000ကျော်လည်းပါဝင်ပါတယ်။အဲ့ဒီအချင်းကြနေတဲ့အမျိုးသမီးနိုင်ငံ9000ကျော်ထဲမှာ မိခင်နဲ့ကိုဝင်ဆောင်မျိုးသမီးနိုင်ခြင်း125ရောက်ရှိကြောင်းနိုင်ငံရေးကျင်းသူများအဖွဲ့ WOPP ရဲ့ဆင်းတွေရသိရပါတယ်ကျွန်တော်ဝေပါ